ချစ်သူတို့ဤဒုတိယဩဝါဒစာကိုဒီတို့အားယခုငါရေး၍ပေးလိုက်၏တန်ရှင်းသော ပရိယောဖက်တို့သည်အထက်ကဟောပြောသောစကားများကို၎င်းကဲတင်တော်မူသော အရှင်သခင်ဖျား၏တမန်တော်ဖြစ်သောငါတို့ဤပညာကို၎င်းတင်တို့သည်အောင့်မေ့စေခြင်းကဤစားနှဆောင်၌တင်တို့ဤကြည်ဖြူသောစိတ်ဝိညာဉ်တို့တို့ငါတတိပေး၍နိုးစွာ၏ရှေးဥစွာတိမတ်တော်အရာဟုမူကားနောက်ဆုံးသောကာလ၌ ပြဲရဲဖြူတတ်တော်သူတို့သည်မိမိတို့တတ်မှတ်ခြင်းအတိုင်းကျင့်နေ၍တခင်ဖျားကြွလာမိဟုသောဂရိတော်သည်အဘေမှာရှိသည်နိဘိုးဘေးမြတ်အိပ်ပျော်သည့်နောက်ခတ်သိမ်းသော အရာတို့သည်ဖန်ဆင်းစကားဖြစ်တကယ်သောဖြစ်မြဲဖြစ်ကြလိမ့်မည်ရှေးကာလ၌မိုးကောင်းငင်ကို၎င်းရေတဲကထွက်၍ရေဖြစ်တည်သောမြေကြီးကို၎င်းဖျားသခင်ဤနှုတ်ကပတ်တော်သည်ဖြစ်စေတော်မူကြောင်းနှင့်ဖြစ်ပူးသောလောကရကိုထိုသို့အားထင်ရေနှင့်လွှမ်းမြုပ်၍ဖြစ်စည်းကြောင်းကို ထိုသူတို့သည်မတ်မိခြင်းသော စိတ်မရှိကြောင်းယခုရှိသောမိုးကောင်းကင်၏အမြင့်ကြီးမှုကတရားဆုံးဖြတ်ယူအတ္တမအလိုတို့ကိုဖျက်ဆီးသောနေရတိုင်အောင် ထိုနှုတ်ကပတ်တော်အားဖြင့်သူထားလျက်ရှိ၍မိရှုခြင်းအဖို့အလိုငါနေရတည်းချစ်သူတို့ထာဝရဘုရားမှာကာလတရက်ဒီအနှစ်တထောင်ကဲသို့၎င်းအနှစ်တထောင်သည်တရက်ကဲသို့၎င်းဖြစ်သည့်အရာတစ်ခုကို မမေ့လျော့ကြနိုင်လူချို့တို့သည်နှေးချင်းကိုမှတ်သည့်အတိုင်း ထောက်ရဖျားသည်ဂရီတော်အရာမှာနှေးတော်မမူငါတို့တွင်ဘယ်သူမျှမပြက်စီးပဲရှိသမျှတို့သည် နောင်တရစေခြင်းဟာလိုတော်ရှိ၏ငါတို့ကိုတီးခံတော်မူ၏တခိုးသည်ညင်ကလန်းတကဲ့သို့ထောက်ရဖျား၏နေရသည်လာလိမ့်မည်ထိုနေ့၌မိုးကောင်းကင်သည်ကြီးစွာသောအထက်နှင့်တကွာပျောက်သွားလိမ့်မည်မြေကြီးကိုမှစာ၍မြေကြီးပေါ်မှပြူးလုသမျှသော အရာတို့သည် ကျွမ်းလောက်ကြလိမ့်မည်တို့ဖြစ်၍ ဤအရာအလုံးလုံးတို့သည်ကုံစင်မီမှန်သောကြောင့်မိုးကောင်းကင်သည် မီးနှင့်ပြည့်၍လောကဓာတ်တို့သည် ပူအား၍လျက်အကြီးကျိုးချင်းကိုခံရသောနေ့တည်းဟူသောဖိယသခင်ဤနေ့ရောင်းလင်မီဟုတင်တို့သည်မျော်လင့်တောင့်တလျက်တန်ရှင်းသောအချင်းကိုချင့်ပြင်းဖိယဝတ်၌မွေးလျော်ခြင်းအဖြစ်အဘဲသောသူဖြစ်အကြသည်ယခုရှိသမျှသောအရာတို့သည် ပြည့်ရသောနှင့်ဖြောင်းမှချင်းတရားတီးနေရာမောကောင်းငင်တဲ့နှင့်မြေကြီးတဲ့ကို ငါတို့သည်ဂရီတော်အညီမျောလင့်ကြ၏ထို့သောမျောလင့်ခြင်းရှိသောကြောင့်ချစ်သူတို့တင်လို့သည်အညီအကျင်းနှင့်ကင်းစင်၍အဘယ်အပြီးမြတ်မပါဘဲရှေ့တော်သို့ငိန်ဝတ်စွာရောက်မီအကြောင်းစ조사အားထုတ်ကြလော့ငါတို့ချစ်တော်ညီပေါ်လူသည်မိမိခံရသောဉာဏ်ပညာအတိုင်းသင်တို့အားရည်ရွယ်ပေးလိုက်သောစာ၌၎င်းသူသည်ဤအရာများကိုပြော၍စီရင်သောဩဝါဒစာရှိသမျှတို့၌၎င်းပါသိညအညီ ငါတို့သခင်ဖျားသီးခံတော်မူခြင်းသည်ကေတမီဟုသောကေတမီအကြောင်းဖြစ်သည်ဟုမှတ်ကြလောထိုစာတို့၌ခက်ခဲသောအရာအချို့ရှိမတတ်သောသူတီးခင်ခြင်းမရှိသောသူကိုသည်ထိုအရာမှစ၍ကျွင်းသောချမ်းသာ၏အနက်ကိုမှောင်လန်၍ကိုကူကိုဖျက်ဆီးတတ်ကြ၏တို့ဖြစ်၍ချစ်သူတို့အဓမ္မလူတို့၏ပရိယတ်အားဖြင့်တင်တို့လက်သွေးဆောက်ရသောလိုက်၍တင်တို့တီးခင်ခြင်းမှမရွေ့လွှဲအမိအကြောင်း ဤရများကိုတီးနှင်ပြီဖြစ်၍ကိုကိုကိုဆောက်ရှောက်ကြလော့ကျေးဇူးတော်နှင့်၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်တော်ကိုတီးကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှဆောက်၍သာဝရနေရကာလပတ်လုံးဘုံဝတ္တရရှိတော်မူစေတည်းအာမင်